2025ခုနှစ်မေလ29ရက်ဒါသာပတိနေ့ညနေ6:00နာရီဂျိုလူကတိုင်းတာရက်ဒီနဲ့ယနေ့မြန်မာပြည်ကိုတက်ရောက်နေတဲ့လေဆိုင်ဝဲနဲ့မုံတိုင်းအသေးလေးအကြောင်းကိုကျွန်တော်တို့ဆက်လက်ပြီးတော့လေ့လာတင်ပြမှာဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်မှာလေပြင်းအားနဲ့ရဝုန်းကနေဖြစ်ပေါ်ခဲ့တဲ့မုံတိုင်းငယ်ခြေအနေနဲ့အဲ့ဒီအချိန်ကြောင့်မြန်မာနိုင်ငံကိုဘလို့ရိုက်ခတ်နိုင်မလဲဆိုတာဦးသေးတင့် မိုးစလဘလော့ကကနေဒီကနေ့ခံမှန်းသုံးသက်တင်ဆက်ထားပါရယ်ယနေ့မြန်မာစံတော်ချိန်ည၈နာရီအချိန်နောက်ဆုံးရရှိသည့်အချက်လက်များအရဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်ပေါ်လျက်ရှိသည့်မုန်တိုင်းငယ်၏အရှိန်ကြောင့်လကောက်အနောက်တောင်မုတ်တုံလေသည့်အားလုံးကောင်းလာမှုကြောင့်လကောက်ယနေ့မှစ၍ဇွန်လ9ရက်နေ့အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာအနှံ့ပြားမိုးအထင်အထင်ရွာပြီးနေရာကွက်၍မိုးသည်ထန်ခြင်း၊ဒေသအလိုက်မိုးကြီးခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်းမြမမိုးစလဘက်ကလည်းအတိပေးထားပါသည်နိုင်ငံကစံနှုန်းများရ တင်လေလေတိုက်ခတ်မှုနဲ့လေဆိုင်ဝဲဟာတနာယူမိုင်90ကျော်ပြီဆိုလို့ရှိရင်မုံတိုင်းအစ်စ်ရောက်ပြီလို့သတ်မှတ်ကြပါတယ်ကျွန်တော်တို့တိုင်းတာချက်တင်နဲ့ကြည့်မယ်ဆိုရင်29ရက်နေ့မနေ့6နိုင်ရနေပြီးတော့မှနေ့လယ်7နိုင်အတွင်းမှာဘင်္ဂလားပင်လယ်လေပြားနေရာရပ်ဝန်းရဲ့အရှိတောင်ဘက်မှာ ရှိတဲ့လေစီးကျောင်းဟာတနာယီမိုင်90အထိရောက်ရှိသွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မုံတိုင်းငယ်ဖြစ်သတ်မှတ်ကြပါတယ် အလက်ရှိအခြေအနေမှာဆိုလို့ရှိရင်ညနေ6နာရီအခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်ပြန်လဲပြီးတော့အားပြော့သွားတာကိုတွေ့ရမှာဖြစ်တယ်လို့ပဲအပေါ်ကအညွန့်ကိုကျွန်တော်တို့လှမ်းပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်တော့ဆက်လက်ပြီးတော့အားကောင်းကောင်းနဲ့ကောင်းငင်ပေါ်မှာလင်းစည်းကြောင်းနေတိုက်ခတ်နေတဲ့အနေအထားတွေကိုကျွန်တော်တို့တွေ့ရပါတယ်ဒီအနေအထားဆိုလို့ရှိရင်ပင်လယ်ပြင်ကထုတ်လာတဲ့ရေငွေ့နဲ့သမုတ်တရားကပို့တဲ့ရေငွေ့တွေကိုစုပြီးတော့မြမပီနဲ့ ဘင်္ဂလားဒေ့ရှ်အိန္ဒိယနိုင်ငံရဲ့ကောင်းငင်ဘုံဆက်လက်ပို့ဆောင်နေတယ်ဆိုတဲ့အထိပ္ပာယ်တက်ရောက်ပါတယ်။အားနဲ့လာတဲ့မုံတိုင်းဟာဆိုလို့ရှိရင်ည12နာရီရောက်တဲ့အခါမှာတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံကိုဗဟိုပြုတ်ပြီးတော့လေဆိုင်ဝဲလေးဖြစ်ပြီးတော့လေစီးကြောင်းရဲ့တွန်းအားကတော့မြန်မာပြည်အနှံ့အပြားကိုရေငွေ့တွေဆက်လက်တွန်းပို့နေတဲ့ဖြစ်ပါတယ်။30ရဲ့နေ့လယ်12နာရီရောက်တဲ့အခါမှာလည်းမုတ်တုံတွေဟာဆက်လက် အားကောင်းနေလေဖြစ်ပါတယ်30ရက်နေ့ည7နာရီရောက်တဲ့အခါမှာလဲမုတ်တုံ လေစီကြောင်အားကောင်းမှုကြောင့်မလို့မြမပြီကိုအဆက်မပြတ်ရေငွေ့တွေ ဝင်ရောက်ပြီးတော့မိုးအဖြစ်ရွာနေတာကိုကျွန်တော်တို့ဆက်လက်ခမတင်ပြမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်သတိပေးချင်တာကမေလကုံမှာဖြစ်လာတဲ့လေပြားနေရာရောင်ဝန်းတွေနဲ့မုတ်တုံလေစီကြောင်ဟာ ဇွန်လထဲမှာလည်းအချိန်ပြင်းပြင်းနဲ့ဆက်လက်တိုက်ခတ်နေတဲ့အနေအထားရှိလို့မြန်မာပြည်မှာအင်မတန်မှာမိုးများမဲ့ဇွန်လလို့ကျွန်တော်တို့ခန့်မှန်းတင်ပြပါတယ်။ပင်လယ်ပြင်လေတိုက်ခတ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ရေလိုင်းလုံးနဲ့ရေစီးကြောင်းနေရာဆိုလို့ရှိရင်ဒီကနေ့ညနေ6နာရီမှာဆိုလို့ရှိရင်တော့ရခိုင်ပြည်နယ်အထက်ပိုင်းကို16ပေမှပေ20အမြင့်ရှိတဲ့လိုင်းလုံးများတောက်လျှောက်ရိုက်ခတ်နေတဲ့အနေအထားရှိပေမဲ့ ကန်းဂျီနာရောက်တဲ့အခါမှာတော့အနေငယ်အင်အားပြော့သွားသလိုပဲရခိုင်ပြည်နယ်ကာယိုလာတောင်ဘက်ချမ်းမှာတော့16ပြည်ပအဝန်ကျင်ရှိတဲ့လိုင်းလုံးတွေဆက်တိုက်ရိုက်ခတ်နေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီလိုင်းလုံးတွေဟာတဖြည်းဖြည်းနဲ့အရှိန်ရော့သွားနိုင်တယ်လို့ကျွန်တော်တို့ခံမှန်းတွေ့ရှိရပါတယ်။ဘာကြောင့်မိုးများမဲ့ဇွန်လာလို့ပြောရမယ်ဆိုရင်ဘင်္ဂလားပင်လယ်အနီးကရေငွေ့တွေဟာမြန်မာပြည်ကို ငါးရဲ့အတွင်းမှာရွာချသလိုပဲတီရီလင်္ကာနဲ့အိန္ဒိယသမုတ်တရအစက ရေငွေ့တွေဟာမြန်မာပြည်ကိုဆက်လက်တိုက်ခတ်ပြီးတော့လာမယ့်ရက်20အတွင်းမှာမြန်မာပြည်အနှံ့ပြားကိုမွေ့ရွာပြီးတော့အိန္ဒိယသမုတ်တရမြောက်ပိုင်းကလေရှိချောင်းကတော့မြန်မာပြည်ကိုရက်30အကြာမှာရောက်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဇွန်လထဲမှာမြန်မာပြည်မှာဆက်လက်မိုးရွာပြီးတော့နေရာကွက်ကြားမိုးကြီးနိုင်တဲ့အနေအထားလို့ကျွန်တော်တို့ခန့်မှန်းတွေ့ရှိရပါတယ် ကျွန်တော်တို့တင်ပြခဲ့တဲ့လေးစီးကြောင်းနဲ့လေးဆိုင်ဝဲစုံယူမှုနဲ့အပေါ်ကကောင်းငင်ကရင်ငွေဖွဲ့မှုအခြေအနေပေါ်မှာကျွန်တော်တို့တွက်ချက်ကြည့်တဲ့အခါမှာဒီကနေ့29ရက်နေ့မှာဆိုလို့ရှိရင်တော့ကချင်းပြည်နယ်တောင်တန်း၊သခိုင်းတိုင်းအထက်ပိုင်း၊ချင်းပြည်နယ်တောင်တန်း၊ရခိုင်ရိုးမတောင်တန်းတို့မှာဆိုလို့ရှိရင်တော့မိုးရခြင်းငားလမဝန်းကျင်ရနိုင်ပြီးတော့အဲ့ဒီကနေဆင်းလာတဲ့မြေပြန့်ဒေသတွေမှာဆိုလို့ရှိရင်တော့မိုးရခြင်း၁.၄လမလောက်ထိ ရရှိနိုင်တဲ့အနေအထားရှိပါတယ်ထို့အတူရခိုင်ပြည်နယ်အောက်ပိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်သတင်းဓာတ်ရိုက်တိုင်းတို့မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲရှမ်းပြည်နယ်အရှိတ်အချမ်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသတိထားရမှာကတော့ရခိုင်ရိုးမားကနေပြီးတော့ဆက်ဆက်နေတဲ့မကွေးတိုင်းဒေသတစ်ခုလုံးဟာမိုးကြီးခြင်းများကြုံတွေ့ရပြီးတော့တောင်ပေါ်ရေစီးဆင်းမှုကြောင့်မလို့အပြည့်အစည်းများကြုံတွေ့နိုင်ရတဲ့အခြေအနေရှိတယ်လို့ပဲ ရှင်လေးမြင့်မေတ္တာမြင့်ရုတ်တရက်မိရေထိုးတက်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့မြေကမ်းပါအနီးနေထိုင်သူများမြင်းနေနေသားနေထိုင်သူများအထူးသတိထားဖို့လိုအပ်ပါတယ်30ရင်းနေမှာလဲကျွန်တော်တို့မြမပီပတ်လေတစ်ခုလုံးဆက်လက်ပြီးတော့ရုတ်တရက်မုံများနိုင်ပါတယ်အချင်းပြည်နယ်ရခိုင်တိုင်းတက်ပိုင်းချင်းတောင်တန်းရခိုင်ပြည်နယ် AOD တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမုံပြည်နယ်ကရင်ပြည်နယ်တို့မှာမိုးရေချိန်3.5ရွာနိုင်ပါတယ် မြေပြန့်ဒေတာနဲ့ဆက်ဆက်တဲ့အကုန်လုံးမှာဆိုလို့ရှိရင်မိုးရရင်တက်တသမလေးလမကြွာနိုင်ပြီးတော့6နဲ့မကွေးနားမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။လာမယ့်31ရက်နေ့စနေနေ့မှာတော့ကချင်ပြည်နယ်မြောက်ပိုင်းမှာမိုးသီးထန်စွာရွာသွန်းနိုင်တယ်လို့ပဲကချင်ပြည်နယ်သခိုင်းပိုင်းသခိုင်းတိုင်းအထက်ပိုင်းဒီဝါရောင်ဒေတာတွေဟာဆိုလို့ရှိရင်မိုးရရင်တက်တသမလေးလမကြွာနိုင်ပါတယ်။မြမပြည်အလဲပိုင်းတစ်ခုလုံးမှာမိုးပါသွားပြီမယ်လေ။ ရခိုင်ပြည်နယ်အလဲပိုင်းနဲ့အောက်ဖက်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲအေအော်ဒီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအောက်ပိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်တနင်္လာရီတိုင်းတို့မှာလည်းမိုးဆက်လက်ပြီးတော့ကြီးနိုင်တဲ့အနေအထားရှိတဲ့အတွက်ကြောင့်မလို့အာနေရရှိတဲ့အနေအထားလို့ကျွန်တော်တို့တုံ့တလို့ရပါတယ်ကျွန်တော်တို့ရဲ့ command ချက်တွေကိုကိုသက်ထွေးနိုင် Telegram ကနေပြီးတော့ MP3 နဲ့ download လုပ်ပြီးတော့မိမိတို့မိတ်ဆွေများကိုမျှဝေပြီးတော့ သူတို့ကိုတဘာဝဘေးအန္တရာယ်ကနေပြီးတော့ကာဝယ်ပေးလိုက်ကြပါခင်ဗျာ